သူပြိတ္တတွေကိုသူအမြဲတမ်းပြောတယ်သူတချင်းနေရွေးထားလဲရှိရသူကလုံမှာဒါပေမဲ့သူဒီစီးပွားရေးကိုအရင်လှုပ်လိုက်အောင်မယ်ဆိုမှလှုပ်တာအဲ့တော့သူ့မှာရွေးထားတဲ့တချင်းတွေလည်းရှိတယ်သူထုံမဲ့အကြံတွေတီးမဲ့ဥစ္စာတွေရှိတယ်အဲ့ဒါတွေကိုသူမလှုပ်သွားနိုင်ခဲ့ဘူးအဲ့အတွက်တော့ကျွန်တော်လက်စိတ်မကောင်းဘူးသူပြိတ္တတွေသူက YouTube မှုကတော့သူကလေးဘွားတွေသူ YouTube တာ YouTube မှုကတော့သူလည်းများပါတယ် ကိုယ်သူတငယ်ချင်းနေတာတော်တော်များများဥစ္စာလည်းမယုံနိုင်ကြဘူးတခါလေတဏ္ဍာမာမာနဲ့ဘလို့လို့ဖြစ်သွားတာလဲဆိုတော့ကျွန်တော်အနေနဲ့ကျတော့ကျွန်တော်အကူဆိုလဲဟုတ်တယ်အကူကြီးအဖရဆိုလဲဟုတ်တယ်ဆုံရှုံတော့သူအကူကြီးဆုံးဆိုတာဖခင်တရားလို့ပါပဲ ကျွန်တော်ရဲ့အကိုပါကိုပီလီထွန်းကအော် तू ကညတငယ်ချင်းနေနဲ့ तू ဒင်နာတစ်ခုသွားတယ်သွားပြီးမှ तू သွားပြီးမှတငယ်ချင်းနေနဲ့အများကြီးတွေ့ရတချင်းတွေပါရေဆုပ်သူတို့ပြောမှပြန်လာတာပြန်လိုက်မှ तू ညကိုအိတ်တယ်ပြီးမနေ့မှတော့ तू ရေတင်လိုက်သေးတယ်ပြီးတော့ तू ကအဲ့နေရစနေတနင်္ဂနွေနေ့ဆိုတော့ तू အလုပ်ပိတ်တယ် तू ကအဲ့ဒီ तू အလုပ်မှာပဲသွားအိတ်တာသွားနေတယ် သူတပည့်မလေးတွေကလည်းဩဒီနေ့အလုပ်ပေးရဲဆိုဆရာဟိုသူတို့ဆရာတနိုင်နှစ်နိုင်လောက်မှထရဲဆိုတော့သူတို့အိတ်နေတယ်ထင်တယ်ဒါပေမဲ့၃နိုင်၄နိုင်လောက်မှထတဲ့ချိန်ကျတော့သူတို့ကတကားခောက်တာမရလို့ဆိုပြီးမှသူတို့ကတကားဝင်ကြည့်တယ်အဲ့ချိန်မှာအကိုကြီးကကျွန်တော်ကအေးဆက်နေပြီးစုံနေပြီအဲ့လိုမျိုးဖြစ်တာအဲ့တော့ကျွန်တော်တင်ငယ်ချင်းအဲတင်ငယ်ညုံစေးဟိုကအာရဲမှုခင်းဆရာဝန်ကြီးပါလေဒေါက်တာရဲဝင်းကလည်းကျွန်တော် ်ငယ်ချင်းအဲ့ဒါနဲ့သူ့စီသွားတော့သူကပြောပြတာတော့နှလုံးသွေးကြောပိတ်တယ်လို့ပေါ့ဆိုတော့ silent killer ပဲပေါ့လေ silent killer ဆိုတော့သူကလည်းဂျင်းတွေပါဆော့တယ်အရင်တော့ရေတွေပါကူးတယ်လေ့ကျင့်ခန်းသူလုတ်တယ်တစ်ခေါက်မှရင်ပိုက်အောင်တာ chest pain တွေပါမပြောဘူးဘူးအဲ့တော့ကျွန်တော်တို့ကလည်းဩသူဒီချမ်းမာနေရဆိုပြီးမှဘာမှတိတ်မလုတ်နိုင်ဘူးအဲ့တော့အခုအဖြေထွက်လာတဲ့အချိန်ကျတော့သူက air con အေးအေးရမ်းကြိုက်တယ် အဲခွန်းနဲ့သူနဲ့6ပေလောက်ပဲကွာတယ်အဲ့ဒီအောက်မှာသူကအိတ်တာအမြင်အဲ့ဒီသူကလေးအပေါ်မှာအဲခွန်းကလည်းအစ်စ်ဆိုတော့ဆောင်းဘေးနားမှာပဲသူဆောင်းမချုံသူအေးအေးရမ်းကြိုက်တာကျွန်တော်ခဏခဏသူ့ပြောတယ်အဲ့တော့ဟိုအဓိကတော့ stroke တမျိုးမျိုးပေါ့လေချစ်ချင်တော့မိတွေကအရင်က6ဟို6နိုင်လာ6နိုင်ပြဲဒါပေမဲ့အခုကချောင်းနေဆောင်းဖွဲရှိလို့လားမသိဘူးစတိုက်ကိုလာတယ်အဲ့လိုမျိုးအချိန်မှလည်းဖြစ်သွားတာလည်းပါမှာပေါ့သူကသူ့ တချင်းဆိုဖို့လဲသူလုံနေတယ်ဒါပေမဲ့အဲ့ဒါတည်းအစားလို့ရှိရင်သူစီးပွားရေးလေးသူလုံနေတာအဲ့စီးပွားရေးတို့သူ stress တွေရှိတယ်သူအလုံး stress ပေါ့လေအဲ့ဒါလေးတွေကိုကျွန်တော်တို့ကသူမလုံစီချင်ဘူးအဲ့ဒါလေးဒါပေမဲ့သူကလည်းလုံတယ်အဲ့ဒီဥစားသူထုတ်လုပ်ရေးလေးပေါ့နေချာထုတ်မယ်အတန်ကောင်းလေးထုတ်မယ်နောက်ဒီမဆလာထုတ်မယ်အဲ့ဒါလေးလုံတာကိုသူကညံ့ညဆိုလည်းမအိပ်ဘူး၃နာရီလောက်နေတယ်အဲ့လိုမျိုးအေးမဝတာလည်းပါမှာပေါ့အဲ့ဒီအချက်လက်တွေလည်းပါလိမ့်ပါလို့သူဆုံးသွားတာအား သူဆိုတဲ့ချိန်လဲကျွန်တော်တို့ကပဲဖမ်းမိတာသူတချင်းတွေကိုတော်တော်အိုးစစ်မှဆိုလဲဟိုညဆိုကျွန်တော်ကိုယ်တိုင်ပဲဖမ်းမိတာများခဲ့မှာဟုတ်တယ်သူတချင်းဆိုတော့တခါကြီးတနင်္ဂနွေနေ့ဆိုကျွန်တော်နဲ့အမေကအပြင်မှာစိုက်ထိုင်နေညချိုင်ဂီတာပဲတီးတယ်ဒီနောက်ပိုင်းမှာတော့သူတချင်းကိစ္စကိုတိတ်ခေါင်းနဲ့တိတ်မထည့်ဖြစ်ဘူးစီးပွားရေးကိုပဲသူလုပ်နေအဲ့ဒါကျွန်တော်ကသူ့ပြောတယ်ငါ့အကိုမေတော်တော်လေးကိုပင်မနေနေအနာယူဦး ကျွန်တော်သူ့ခဏခဏသတိပေးအနားမယူညဆိုလဲသူည2နာရီ3နာရီထိကိုနေတယ်သူလှုပ်ရှားရှိရသူလှုပ်တာအဲစီးပွားရေးအတွက်တည်းလှုပ်တာနေ့လဲဆိုလဲသူပင်မနေလို့သူကအခုလဲအလောက်ယုံမှာသွားဖြစ်တာသူသူတပည့်မလေးနေရောက်ပဲရှိတယ်သူတပည့်မလေးကလည်းမထင်ဘူးတလို့ဖြစ်လိမ့်မယ်လို့သူတို့ဆရာအိတ်နေတယ်ပဲထင်တာအလိုဖြစ်သွားတာဟိုသူတချင်းနေကိုတော့ကျွန်တော်ပြန်လှုပ်ဖို့တော့မရှိပါဘူးဟိုစက်ထုတ်ဖို့တော့အစီအစဉ်တော့မရှိပါဘူး ဲ့မဲ့သူစီးပွားရေးတော့ကျွန်တော်တို့စူးစမ်းသူဖြစ်စီခြင်းတဲ့ဥစ္စာတော့ကျွန်တော်တို့လုပ်ဖို့တော့စဉ်းစားနေကြပါတယ်မောင်နှမတွေသူကအရင်ဖြစ်စီခြင်းတော့ကျွန်တော်တို့မောင်နှမတွေကိုသူကိုယ်တိုင်လည်းအဲ့စီးပွားရေးကိုဦးစီးပြီးကိုသူလှုပ်တာ